မင်္ဂလာပါရှင် Voice of Revolution တော်လန်တန်တရင်စာမျက်နှာမှာနှုတ်ခွန်းဆက်တာပါတယ်ဇွန်လ10ရက်နေ့အတွက်တော်လန်တရင်တွေကိုကြီးညာပေးပါတော့မယ်ကျမတော့ခင်ဆောင်းအောင်ပါရှင်အာနေနေလုံးလေးအာတတ်ထူလေးတာလေးဟုတ်ပြီဗျာဟာလူပညာနေတာလေးဟုတ်ပြီဗျာဟုတ်ပြီဗျာဒါကဘူးလောက်မယ်ရောက်ဟုတ်ဟုတ်လေအကြောင်းဘောမွန်လားလူလားဒီ ကိုဖိတ်နေမှာမဟုတ်အခုလိုမျိုးမျိုးဘယ်လိုမျိုးခံသွားရလဲကျေးဇူးခံပါတစ်ချက်လားအဲကျွန်တော်ကတော့ဗျာဒါတော့ကျွန်တော်ပတ်စံတီပေါက်တာတယ်ကျွန်တော်ရမ်းနေတယ်ဟုတ်တယ်ကျွန်တော်ဒီဒီကိုနှိမ့်ဆက်နေတာလေနိုင်ငံတကာနေလိုက်ကုန်လေတော့ဟုတ်ပါပါဗျာဒီလားတော့ဟုတ်ပါပါဒီတီပေါက်သွားကိုလည်းကောင်းလို့ခံသွားရင်နည်းနည်းလေးပြောပါဦးဗျာကိုလည်းဒီပြောရမယ်ဆိုတော့ဒီသူရင်နဲ့နှိမ့်ဆက်တဲ့ကောင်ကိုပြတာတော့ဝမ်းသာပါဒီနေ့ဒီနေ့လေးပေါ်မှာလေးလွတ်ပြန်နေတဲ့ကလေးပြန်နေမေးလားမေးလား စကိုင်းတိုင်းပလဲမြို့နယ်ကန်တောက်ရဲစခန်းတိုက်ပွဲတွင်စစ်ကောင်စီရဲ့တိုက်လေရင်ပြက်ကျမှုဟာအထူးသဖြင့်အနေနဲ့ရေပန်းစားခဲ့ပြီးတော်လိုင်းတပ်တွေနဲ့အချမ်းဖက်စစ်ကောင်စီဘက်ကနှစ်ဖက်ထုတ်ပြန်ချက်တွေလည်းပွဲလွဲလို့နေပါတယ်။ဇွန်လ၂ရက်နေ့ကလေးကကန်တောက်ရဲစခန်းတိမ့်ဖို့တော်လိုင်းတပ်တွေဝိုင်းတိုက်နေကြပြီးစစ်ကောင်စီကလည်းလေကြောင်းပစ်ကူတွေနဲ့အကြီးအကျယ်ခုခံနေခဲ့တာပါ။တိုက်လေရင်ဟာဇွန်လ၁၀ရက်နေ့မွန်းလွဲ၁၂:၁၅မိနစ်ချိန်မှာပြက်ကျပြီး ကန်တော့ yes can တိုက်ပွဲမှာဥဆောင်နေတဲ့ PLA တပ်ဖွဲ့ကတော့၎င်းတို့ပြစ်ချတယ်လို့လေရင်ပြက်ပြီးပြီးချင်းမှာပဲပြန်ကြားရေးလူမှုကွန်ရက်စာမျက်နှာပေါ်မှာရေးပါတယ်အခုလိုပါယနေ့ဇွန်လ10ရက်နေ့နေ့လယ်12:55မိနစ်အချိန်တွင်ပလဲမြွနယ်ကန်တော့စကန်းသိန်းတိုက်ပွဲတွင်စစ်ကောင်စီ jet fighter ကိုပြည်သူ့လူမျိုးရေးတပ်မတော်ကပြစ်ချနိုင်ခဲ့သည်အဆိုပါ jet fighter သည်ကန်တော့စကန်းသိန်းတိုက်ပွဲသို့လေကြောင်းပစ်ကူလာပေးစဉ်ပြည်သူ့လူမျိုးရေးတပ်မတော် PLA ကပြစ်ချလိုက်ခြင်းဖြစ်သည် လေရင်မျိုးစားနဲ့လေရင်မှုများတိတ်ဆုံမှုရှိမရှိကိုဆက်လက်စီစစ်နေဆဲဖြစ်ပါသည်ရန်သူတကာကြောက်တူးတုံပါစေပြည်သူအပေါင်းရှင်လန်းအားတက်ပါစေဟု၍ရေးသားထားတာတွေ့ရမှာပါအကြံဖက်အာနာသိန်းအုပ်စုဘက်ကသတင်းထုတ်ပြန်ချက်ကတော့လေရင်ဟာဆက်ချုပ်ယွင်ပြီးပြတ်ကျထားတာဖြစ်ကြောင်းဆိုပါတယ်။နှစ်ဖက်ထုတ်ပြန်တဲ့ပြတ်ကျခြင်းကတူပါတယ်။မင်းတိုင်ပင်ကြေးရွာရဲ့ရှိဘက်မီတာ2000ခန့်အကွာဇပစစ်ကြေးရွာနီးမှာလေ့ကျင့်ရင်းပြတ်ကျကြောင်းစစ်ကောင်စီကဆိုပေမဲ့ ဇွန်လ၂ရက်နေ့ကတည်းကတိုက်ပွဲတွေမှာစစ်ကောင်စီလေကြောင်းတိုက်ခိုက်မှုတွေပြင်းထန်ခဲ့တာကြောင့်လိန်လယ်ထုတ်ပြန်ခြင်းဖြစ်ကြောင်းသိသာရှိခဲ့ပါတယ်။တကယ်တော့ PLA ဥဆောင်တဲ့ဒေသခံတော်လိုင်းတပ်ပေါင်းတွေကဇွန်လ၂ရက်နေ့ကစတင်ကကန်တောက်ရွာစခန်းကိုတိုက်နေတာဖြစ်ပြီးဇွန်လ၃ရက်နေ့ကစလို့စစ်ကောင်စီကလေကြောင်းပုံကျဲနေတာဖြစ်ပါတယ်။ကန်တောက်ရွာသားမကအနီးဝန်းကျင်ကျေးရွာတွေကိုပါဘုံကျဲနေလို့ဒေသခံအရက်သားတွေ6000ခန့်လဲထွက်ပြေးနေရတာဖြစ်ပါတယ်။ ဇွန်လ10ရက်နေ့လေးပြတ်ကြမှာသာစစ်ကောင်စီကသူတို့လက်ကျစ်ပြန်တန်းနေတာဖြစ်ကြောင်းအဆက်မဲ့တဲ့ထုတ်ပြန်ချက်တွေဟာလိန်နေကြအဖွဲဖြစ်လို့တကယ်တော့ဘာမှမထူးဆန်းတော့ပါဘူးပြီးခဲ့တဲ့ဇွန်လ9ရက်နေ့သတင်းတပုတ်ကိုပြန်တင်ပြရရင်ဒီလိုပါဇွန်လ9ရက်နေ့က Jet Fighter တိုက်လီရင်နဲ့အင်မတီရွာပတ်ချလဲကို၄ချိန်ကန်တော့ရွာရဲ့အနောက်ဘက်ကို၄ချိန်ဝိုင်းတွဲနဲ့ကိုးကောက်လာပြီးချသွားတာဖြစ်တယ်။မနေ့ကညနေပိုင်းမှာ Mi 17နှစ်ခေါက်စစ်သားတွေအင်မတီကိုလာချသွားတယ်လို့စစ်ဆောင်ကူကယ်ရေးလှုပ်ဆောင်နေသူတူကပြောပါတယ် ကန်တော့ရွာရဲစခန်းမကြရေစိအုပ်စုကလေချောင်းခုခံနေလို့ကန်တော့ရဲစခန်းရဲ့အရှိတောင်ရ6မိုင်အကွာရှိပလဲမြို့နယ်အင်မတီရွာပြူစောတိစခန်းကနေစစ်ကူတွေလာနိုင်ဖို့လဲစ조사နေတယ်လို့ဒေသခံတော်လိုင်းအင်အားစုတွေကပြောပါတယ်။ဒါပြင်မုံရွာမြို့အနောက်မြောက်တိုင်းစစ်ဌာနချုပ်နမခကနေပါစစ်ကူပုတ်လို့ပို့조사နေကြပြီးမနေ့ကညနေပိုင်းမှာရဟရင်နဲ့အင်မတီရွာပြူစခန်းတဲ့ကိုစစ်အင်အားတချို့ကိုလဲလာချသွားတယ်လို့ဆိုပါတယ်။ စေအုပ်စုကဘုံကျဲပြစ်ခတ်နေလို့ပလဲမြူနေတဲ့ကမင်းတိုင်ပင်အုတ်နှောက်မြင်းနီကညောင်ရင်ကုံတာယာကုံတရက်ကန်းတရော့တိုက်တပြေကုံအင်ဂျင်စုမကြီးစုကိုင်းတွင်စုပုတ်ကုံတရက်စတဲ့ရွာတွေကထောင်နဲ့ချီတဲ့ပြည်သူတွေထွက်ပြေးတိမ်းရှောင်နေရပြီးစားနပ်ရက်ခအရေးပေါ်အကူအညီတွေလိုအပ်နေတယ်လို့စစ်ဆောင်ကူညီနေသူတွေကပြောပါတယ်ဒါကဇွန်လ9ရက်နေ့ကကန်တော့စခန်းသိမ်းတိုက်ပွဲမှာစစ်ကောင်စီရဲ့လေကြောင်းတိုက်ခိုက်မှုတည်င်းကိုသိသာစေတဲ့တည်င်းဖြစ်ပါတယ် အဲ့ဒီနောက်9ရက်ကြာဇွန်လ10ရက်နေ့မှာတော့တိုက်လေရင်တစည်းပြတ်ကျလာခဲ့ပါပြီ။စစ်ရေးသတင်းတင်ဆက်သူစီရီယံပူကြီးစင်ရောပြောတာကပြတ်ကျလာတဲ့လေရင်က F7M ဖြစ်တဲ့မကွေးလေတပ်ကဖြစ်ပြီး Tier number 1677ဖြစ်ပါတယ်ဆိုပြီးအသိပေးထားပါတယ်။တဲ့တင်းတို့ရကန်တော့စခန်းမကြဘူးလေချောင်းပြစ်ခတ်မှုတွေနေ့စဉ်ဒီပါလှုပ်နေရကလေရင်ပြက်ကြမှသာ၎င်းတို့လေ့ကျင့်ပြန်တန်းဆိုတဲ့စကလုံးကိုအကျန်းဖက်စစ်ကောင်စီကသုံးနှုံးရဲလွန်းလာပါတယ် ဇွန်လ9ရက်နေ့ကဆိုရင်လေကန်တော့ရွာမှာတိုက်ပွဲပြင်းထန်နေချိန်တိုက်ပွဲစုံနဲ့မပတ်သက်တဲ့မင်းတိုင်ပင်ရွာစာတင်ကျောင်းကို Jet Fighter လေယာဉ်နဲ့ဘုံကျဲလို့ကျောင်းနီးမှာရှိတဲ့ကျောင်းဆရာတို့တိုက်ဆုံခဲ့ရပြီးစာတင်ကျောင်းလည်းပျက်စီးသွားပါတယ်တိုက်ပွဲပြင်းထန်နေတဲ့ပလဲမြို့နယ်မှာကန်တော့ရဲစခန်းဇီးပြူကုံပြူရွာအင်မတီပြူရွာနဲ့ပလဲမြို့စတဲ့နေရာတွေကိုစစ်ကောင်စီကထိန်းချုပ်ပြီးကြံနေရာတွေကိုတော့တော်လိုင်းတပ်တွေကထိန်းချုပ်ပါတယ်။ဒီနေ့သတင်းတွေကတော့ပြည်သူကိုရက်ရက်ဆက်ဆက်တတ်နေတဲ့လေကြောင်းပြတ်ကြမှုကိုတော်လန်ပြည်သူတွေကပျော်နေကြပါပြီ။ တိုက်ပွဲနဲ့နှိစတဲ့ဒေတာကန်တူပြောတာကပလဲမြူနယ်ထဲမှာဘုံကျဲဖို့ရောက်လာတဲ့ jet fighter တစ်စီးကိုပစ်ချလိုက်နိုင်ပါတယ်။ point fight နဲ့ပစ်ချလိုက်တာ။ဇပစစ်ရွာဖုန်ကြီးကျောင်းမှာဝင်ညစ်သွားတယ်။ဖုန်ကြီးအုပ်တဲ့တိုင်းအပြင်ဘက်မှာလေရင်ပြက်ကြီးကမိတွေလောင်နေတယ်။လေရင်ဘိန်းတစ်ခုကဖုန်ကြီးကျောင်းအပြင်လမ်းမပေါ်မှာမိလောင်နေတာတွေ့တယ်။ပြီးတော့လေရင်မောင်းတဲ့သူရဲ့ဥကောင်အဲ့ဒီလမ်းပေါ်မှာတွေ့တယ်လို့သူကပြောပါတယ်။လေရင်ပြက်ကြရာမြေပြင်မှာရှိနေတဲ့ဓာမဆိုင်တော်လိုင်းတပ်ဖွဲ့မှာဘိုးစွမ်းဆိုသူကတော့ အမှန်တရားကိုတံပိုးထားပါစကိုင်းတိုင်းရင်းမပင်ခရိုင်ပလဲမြွနဲ့ဂျက်ဖိုက်တာပြက်ကြတာပေးကြတဲ့ဘယ်အဖွဲ့မှမပစ်ပါဘူးဘာပဲဖြစ်ဖြစ်ဝမ်းသာပါတယ်လို့သူ့ရဲ့လူမှုကွန်ရက်မှာရေးပါတယ်တေချာတာကတော့အထက်အချက်ချာကြနေတဲ့ကန်တော့စခန်းကိုတော်လန်တက်တွေဝိုင်းတိုက်နေကြတာပါကန်တော့ကသာရလိုက်မယ်ဆိုရင်ခရီးတဲ့တင်ကားတွေကုန်တင်ကားတွေကန်တော့ကိုကွင်းစရာမလိုပဲသွာလာနိုင်မှာပြီးတော့ကန်တော့ကနေမြိုင်နယ်နဲ့ကန်ကောဘက်ကိုသွားဖို့အတွက်အဲ့ဒီနေရာကအချက်ချာကြတယ်လို့လဲပလဲပကဖတူးကပြောပါတယ် ပလဲမြို့နယ်တိုက်ပွဲမှာရှိနေတဲ့ခြားရဲဘော်ဒူးကလည်း Jet Fighter တစ်စီးပေါင်900နှလုံးချပြီးစပစစ်ရွာပေါ်ပြတ်ကြတာလို့ပြောပြပါတယ်။တော်လိုင်းတပ်ဖွဲ့ဝင်တယောက်ကလည်းဦးပြောတာကသူတစ်စီးတဲ့ကိုပတ်ပစ်နေတာဗျာကျွန်တော်တို့ကာကင်းတွေကပစ်ချလိုက်လို့လားရာသီဥတုကြောက်လားတော့မသိဘူး။လေရင်ပြတ်ကြချိန်မှာမိုးလည်းနည်းနည်းရွာနေတယ်ဟူ၍ဖြစ်ပါတယ်။စစ်ကောင်စီကပြည်သူကိုလိန်လည်နေကြအတိုင်းရှိစေဖြစ်ပေမဲ့ PLA နဲ့ UNG ရဲ့ MOD လောက်ကန်တပ်ဖွဲ့တွေကစစ်ကောင်စီလေရင်ကို0.5လက်နက်ကြီးတွေနဲ့ဝိုင်းဝန်းပစ်ခတ်ခဲ့တာဖြစ်တယ်ဆိုတာ အတီးပြုတ်ပြောဆိုနေကြပါပြီသူတို့ပြောတာကဒီနေ့ကျွန်တော်တို့လက်စစ်ကောင်စီဘုံကျဲတဲ့နေရာအနီးမှာရှိနေတာကျွန်တော်တို့ MOD တိုက်ရင်တပ်ဖွဲ့တွေရောပကဖတွေရောဇီးပြီကုန်းပြူရွာကိုစခန်းသိမ်းတိုက်နေတာတိုက်တဲ့အချိန်မှာဝိုင်းထွဲရောဂျက်ဖိုက်တွေရောလာကျဲတယ်ကျဲတဲ့အနာကျွန်တော်တို့ရှိပါတယ်ကျဲတဲ့အချိန်မှာ PLA ရောကျွန်တော်တို့ MOD တပ်ဖွဲ့တွေရောက0.5တနတ်ကြီးတွေနဲ့ဝိုင်းပစ်တာပါ PLA ကလည်းအနောက်နားကပစ်တယ်ကျွန်တော်တို့ MOD တပ်တွေကလည်းမင်းတိုင်ပင်ဘက်နားကနေပစ်တယ် မင်းတိုင်ပင်ရှေ့နာကရွာတွေကိုထိုးဆိုင်ပြက်ကြသွားတာပါဟူ၍ဖြစ်ပါတယ်။ဇွန်လ၁၀ရက်နေ့ဒီနေ့မှာဇီးပြီကုန်းပြည်ရွာကိုတိမ့်ဖို့ရာကျွန်တော်တို့အကုန်ပြင်ဆင်ထားတာပါ။လေရင်ပြက်မကြခင်ဇီးပြီကုန်းမှာကျွန်တော်တို့ကာကင်းပန်ကလေးလုံးရပြီးပြီ။ဝိုင်းတွဲနဲ့အရင်လာကျဲတယ်။ပြီးတော့ဂျက်ဖိုက်တာနဲ့စီးလာတယ်။ပထမတစ်စီးကဇီးပြီကုန်းနဲ့ကန်တော့ကိုကျဲတယ်။အခုပြစ်ချခံရတဲ့လေရင်ကဇီးပြီကုန်းပေါ်တလုံးကျဲတယ်။ကျဲပြီးတော့ခက်နေနေကိုမင်းတိုင်ပင်ပေါ်ကနေတအားကြီးဝိုက်ပြီးတော့ပြန်နေတဲ့အချိန်မှာ PLA ဘက်ကလည်းပစ်တယ်။ MOD တပ်ဖွဲ့တွေကလည်းမင်းတိုင်ပင်ရှိဘက်ကနေစောက်ပြီးပစ်တယ်။နှစ်ဖွဲ့စလုံးကပစ်တာဘာလို့ပြောဆိုထားပြီးဘယ်သူပစ်လို့ဘယ်လိုထိတယ်ဆိုတာထက်ပြည်သူကိုရရက်ဆက်ဆက်တပ်ပြနေတဲ့စစ်ကောင်စီလီဒါပျက်စီးမှုကိုတော့ပြည်သူတွေအားလုံးကတော့နှစ်ထောင်းအရာဖြစ်ကြမှာမလွဲပါဘူး။တော်လန်တံပြိတ္တများခင်ဗျာ2023ခုနှစ်မှာအခုကန်တော့စခန်းကိုတော်လန်တက်တွေကစီးနှင်းမှုပါတယ်အခုလိုပဲလေချောင်းပစ်ကူကြောင့်အပြီးမတက်ခဲ့ပဲဆုတ်ခဲ့ရပါတယ်ပြီးခဲ့တဲ့2024နိုဝင်ဘာလ17ရက်နေ့ကလည်း ဗမာမျိုးသားတော်လှန်ရေးတပ်မတော် BNRA နဲ့မဟာမိတ်တွေကပလဲမျိုးပေါ်မှာရှိတဲ့စစ်ကောင်စီအခြေကုပ်စခန်းတွေနဲ့ထွေအုပ်ရုံးတို့ကို တက်ကြရရမှာလေကြောင်းနဲ့တူစစ်ကောင်စီရဲ့အင်အားကိုမခံနိုင်လို့ပြန်ဆုတ်ပေးခဲ့ရဘူးပါတယ်။တကြော့ပြန်လာတဲ့ဒီနေမြေတိုက်ပွဲတွေမှာအခုတော့အကျန်းဖက်စစ်တပ်ကိုအမြင့်ဖြတ်ဖို့အရေးကြီးဆုံးအတားဆီးလို့ဆိုရမယ်တိုက်လေရင်ပြတ်ကျနေမှုဟာတော်လန်ပြည်သူများအတွက်တော့တည်င်းကောင်းတစ်ခု ဖြစ်မှာမလွဲပါကြောင်းစူးစီးတင်ပြလိုက်ရပါတယ်ခင်ဗျာ။

ဒီသတင်းကို KNU ပိတ်တဝဲခရိုင်သတင်းနဲ့ပြန်ကြားရေးဌာနကတရားဝင်ထုတ်ပြန်လာပါယနေ့ဇွန်လ10ရက်နေ့နေ့လယ်ပိုင်းတွင်ထိုင်းမြန်မာနယ်စပ်ရှိအမိုနယ်စပ်သို့မဟုတ် .2566 မှာရှိသောစစ်ကောင်စီရဲ့ရှေ့တန်းစစ်စခန်းကို KNL ဦးဆောင်သောတပ်ဖွဲ့များကသိမ်းပိုက်ရရှိခဲ့ခြင်းဖြစ်ကြောင်းရင်းတပ်စခန်းကိုဇွန်လ10ရက်နေ့ကတည်းကစတင်တိုက်ခတ်ခဲ့ပြီး၃ရက်ကြာမှအခုလိုသိမ်းပိုက်နိုင်ခဲ့ခြင်းဖြစ်ကြောင်းထုတ်ပြန်ချက်ကဆိုပါတယ်သိမ်းပိုက်ရရှိခဲ့တဲ့ .2566 ထိုင်းမြန်မာနယ်စပ်စခန်းရဲ့အထိုင်တပ်မှာခလာရ25ဖြစ်ပြီး ជីထပြူဟာရဲ့ကုတ်ကဲမှုအောက်မှာရှိတဲ့နေဆစကန်းပါအဆိုပါစကန်းဒီဗိတ်တဝဲခရံရဲ့မေတမီတာခေါ်ជីထနဲ့မေတမီခေါ်ជីခီဌာနချုပ်ကြပြီးနောက်1998နှစ်ကုန်ပိုင်းမှာတီထောင်ခဲ့ခြင်းဖြစ်ကြောင်းလည်းသိရပါတယ်ခရံနယ်လေဥဆောင်ပြီးခရံဒီကိုတပ်ရင်းခုနှစ်တပ်မဟာဒရုန်းတပ်ဖွဲ့ Karin Drone Special Force ជីမူပွားဒေသရှိတက်တော်ဌာန KNPF လုံခြုံရေးတပ်ဖွဲ့အမျိုးသမီးစည်းရုံးနဲ့မဟာမိတ်တပ်တွေဖြစ်တဲ့ TPLF နဲ့ FFD ဒုံးဖွဲ့တို့ကပူပေါင်းကတိမ့်ပိုက်ခဲ့ခြင်းဖြစ်ကြောင်းသိရပြီး body စကန်တိမ့်တက်ပွဲတွင်နေမအားညမအားကျိုးပန်းခဲ့ကြတဲ့စစ်ပက်ကြီးရာအရာရှိအရာခံအချက်စစ်တီများမဟာမိတ်တပ်ပေါင်းစုများရက်ရွာခေါင်းဆောင်များဒေသခံပြည်သူများနဲ့တကွာအဖက်ဖက်ကဝိုင်းဝန်းကူညီပေးခဲ့သူအားလုံးကိုအထူးကျေးဇူးတင်ရှိပါကြောင်း KNU ဗိုက်တဝဲခရိုင်တတိနဲ့ပြန်ကြားရေးဌာနကထုတ်ပြန်ထားပါတယ် KNU တပ်မဟာ၄ရဲ့ဌာနချုပ်ဖြစ်ခဲ့တဲ့တိခိနေဆက်စခန်းနဲ့တိထပြူဟာစခန်းတို့ကို ပြီးခဲ့တဲ့ဧပြီလနဲ့မေလအတွင်း KNL နဲ့တော်လိုင်းကြီးပူပေါင်းတပ်တွေကတက်ခိုက်သိမ်းပိုက်ပြီးနောက် အခုတော့ထိုင်းနိုင်ငံကန်ချနာပူရီခရိုင်ဘော်ဒီယွာနီနေဆတ်မြင်းပေါ်ကဘော်ဒီစခန်းကို အခုလိုပဲအောင်မြင်စွာထပ်မံသိမ်းပိုက်လက်ချင်းဖြစ်ကြောင်းတင်ပြလိုက်ရပါတယ်ခင်ဗျာကချင်ပြည်နယ်ဖားကန့်မြို့နယ်မှာတော့စစ်ကောင်စီစစ်ကြောင်းတွေရောက်လာလို့အကြမ်းဖက်ပြီးကြတဲ့ကအခုတော့တိုက်ပွဲတွေပြင်းထန်နေကြပါပြီစစ်ကောင်စီနဲ့ KIA တို့ဒီယနေ့ဇွန်လ10ရက်မနေ့10နိုင်ခန့်က အောင်သာယာကွက်တိဘက်မှာတိုက်ပွဲပြင်းထန်ဖြစ်ပြီးအပြန့်လန်ပစ်ခတ်တိုက်ခိုက်နေကြောင်းဒေသခံများထံကသိရပါတယ်။အဆိုပါနေရာမှာမနေ့ကရောဒီနေ့ရောတိုက်ပွဲတွေပြင်းထန်ပြီးမနေ့ကစစ်တပ်ဘက်ကအယောက်20လောက်သေတဲ့ကြားရကြောင်းမော်စီစာဖုန်ကြီးကျောင်းဝင်းတဲ့ကိုအလောင်းတွေဆွဲပြီးပြန်ဝင်သွားကြောင်းဒေသခံတွေကပြောပါတယ်။မနေ့ကမနေ့ဆယ်နိုင်ခန့်မှာလဲလုံခင်းတိုက်နဲ့မဆွက်ရန်ကထမော်သွားလန့်နဲ့ဂရေမော်နီမှာ KIA KPDF တွေဝိုင်းပစ်လို့စစ်ကြောင်းလိုက်ထွက်ပြေးတာမျိုးရှိတဲ့အကြောင်း သတင်းတွေမှာတွေ့ရပါတယ်စစ်ကောင်စီစစ်ကြောင်းတွေဟာပြီးခဲ့တဲ့မေလ28ရက်နေ့မှာလုံခင်းဒေသကိုပြန်ရောက်နိုင်ခဲ့ကြတာပါနေကန်စစ်ကြောင်းတွေနဲ့ပြန်ပေါင်းပြီးလုံခင်းနဲ့မော်စီစာပတ်ဝန်းကျင်မှာအခြေပြုနေရာယူထားတဲ့ဖားကန့်ပြူဟာသူပူးပေါင်းသွားတဲ့တပ်ဖွဲ့ဝင်များလည်းရှိပါတယ်မေလ31ရက်နေ့ကစပြီးတော့လဲဖားကန့်မှာရှိတဲ့ကြောက်စိမ်းကုမ္ပဏီလောက်ကွက်များတွင်ဝင်ပြီးစက်ရန်တရားတွေကိုမိရှုဖြက်စီးခြင်းနဲ့လက်နက်ကြီးများပစ်ခတ်ခြင်းတို့ကိုစစ်ကောင်စီကနေ့စဉ်လိုလိုပြုလုပ်နေပါတယ် မနေ့ကဇွန်လ9ရက်နေ့နဲ့ဒီနေ့မှာ KIA နဲ့ပူးပေါင်းဖွဲ့တွေဝိုင်းတိုက်လို့တိုက်ပွဲတွေပုံမပြင်းထန်လာကြပါပြီ။မော်စီစာငွေတစ်စာလက်ဖက်ရည်ဆိုင်မှာမနေ့ကဇွန်လ9ရက်နေ့မနေ့ကလက်ဖက်ရည်လာတောက်တဲ့စစ်ကောင်စီ3កောင်ကို KIA နဲ့ပူးပေါင်းတပ်ဖွဲ့တွေလာရောက်ပစ်လို့2ရောက်ပွဲချင်းပြီးထိသွားပါသေးတယ်။မနေ့တုန်းကနဲ့ဒီနေ့ပေါင်းရင်စစ်ကောင်စီတပ်ဖွဲ့ဝင်အယောက်20လောက်ထိဆုံးတာရှိတယ်။မနေ့ကအဲ့ဒီကတွေမော်မှာလက်နက်ကြီးတွေ drone တွေစနိုက်ပါတွေနဲ့ပစ်ခံရတော့စစ်ကြောင်းထိုးနေတဲ့အဖွဲ့တွေကတိမော်ရွာတွေကိုပြေးဝင်တာတွေရှိတာပေါ့ ပြီးတော့ရွာတွေကဖျော်ရည်တွေပိုက်ဆံတွေပစ္စည်းတွေဘာတွေလုသွားတယ်ကာမိုင်းလန်းကနေဖားကန့်ကိုဝင်လာတဲ့စစ်ကြောင်းကဖားကန့်ကိုရောက်ပြီးကြတဲ့ကပြည်သူတွေကိုတတ်ဖြတ်နေတာ16ယောက်ရှိပြီးတော့ဒဏ်ရာရတာလည်းအယောက်20လောက်ရှိပြီးအခုလောလောဆယ်တော့မှော်စည်းစားလုံကင်းဆန်ကာအဲ့ဒီဘက်တဝိုက်ကပြည်သူတွေအနေနဲ့စစ်ရေးနားဆွင့်နေဖို့အရေးကြီးတယ်စစ်ကြောင်းထိုးနေတဲ့အတွက်စစ်ရေးလုံခြုံရေးတတိနဲ့နေကြဖို့အရေးကြီးပါကြောင်း KIA စစ်ရေးတည်င်းရင်းမြစ်တစ်ခုကတတိပေးပြောဆိုထားပါတယ်ခင်ဗျာ အမျိုးသားဒီမိုကရေစီဖွဲ့ချုပ်ဘိုဟိုလုတ်ကော်မတီကဇွန်လ10ရက်နေ့ရက်စွဲဖြင့်မြစ်တာရက်ခံချက်တစ်စောင်းကို ထုတ်ပြန်လိုက်ပါတယ်။ငြိမ်းချမ်းရေးနိုဘယ်ဆုရှင်လူမှုခေါင်းဆောင်နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်အမျိုးသားဒီမိုကရေစီဖွဲ့ချုပ်ဥက္ကဋ္ဌဒေါက်ဆတ်စုကြည်20ပြည့်မွေးနေ့ထိမ့်မှန်မြန်မာနိုင်ငံသူနိုင်ငံသားပေါင်းတို့အားမြစ်တာရက်ခံတိုက်တွန်းချက်ဟူ၍ဖော်ပြထားတာပါ။ ဖော်ပြချက်ပြည့်စုံမှာအပိုက်၁2025ခုနှစ်ဇွန်လ16ရက်နေ့သည်အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဋ္ဌငြိမ်းချမ်းရေးနိုဘယ်ဆုရှင်လူလူခေါင်းဆောင်ဒေါက်ဆဆူဂျီ၏280ပြည့်မွေးနေ့ဖြစ်ပါသည်အပိုက်၂ဒေါက်ဆဆူဂျီသည်ကျွန်တို့မြန်မာနိုင်ငံအားဒီမိုကရေစီနှင့်လူခွင့်ရေးကိုအပြည့်အဝအာမခံချက်ရှိသောဖက်ဒရယ်ပြည်ထောင်စု ဖြစ်ထွန်းပေါ်ပေါက်လာရေးအတွက်နိုင်ငံရေးနီလန်ဖြစ်စွန့်လွန်ဆူဆာကျိုးပန်းဆောင်ရွက်မှုများကြောင့်ဆရာနာရှင်ဆက်ဆက်တို့၏ ဥပဒေမဲ့မတရားဖန်ဆီးအကျဉ်းကျခံခဲ့ရသည်မှာ1989ခုနှစ်ဇူလိုင်20ရက်နေ့မှ2010ခုနှစ်နိုဝင်ဘာ13ရက်နေ့အထိ ကာလအတွင်း15နှစ်လ ీల ခန့်ရှိခဲ့ပါသည် ကဘာကျော်တပရင်ရေခင်းကဲ့သို့လောက်ကျန်တက်ဖြရန်ကျန်စင်မှုများလဲအချိန်ချင်းရှိခဲ့ပါသည်အပိုက်သုံးပြည်သူလူထု၏တခဲနှင့်ထောက်ခံမှုဖြင့်2015ရွေးကောက်ပွဲတွင်ပြည်သူစန္ဒာမဲအပြတ်သက်ဖြင့်နိုင်ရရှိခဲ့ပြီး2008ဖွဲ့စည်းပုံခြေကံဥပဒေအကတ်သက်များကြားမှာပင်ပြည်သူလူထုထောက်ခံပါဝင်မှုမြင့်မားစွာဖြင့်တိုင်းပြည်ကိုဗတ်ဆုံဖွဲ့ပြိုးတိုးတက်အောင်ဆွမ်းဆောင်နိုင်ခဲ့ပြီးဒီမိုကရေစီနဲ့လူခွင့်ရေးစံနှုန်းများကို ပြည်သူများလွတ်လွတ်လပ်လပ်လေ့လာထိထွေခန်းစားစေနိုင်ခဲ့ပါသည်။ အပိုင်လေးထို့ကြောင့်ပြည်သူလူထု၏ထောက်ခံမှုကိုအပြည့်အဝရရှိခဲ့ပြီး2020ခုနှစ်အထွေထွေရွက်ကောက်ပွဲတွင်မဲဆန္ဒရှင်ပြည်သူလူထု၏80နှစ်ရခိုင်နှုန်းကျော်သောဆန္ဒမဲဖြင့်ဆက်လက်တာဝန်ပေးအပ်ခြင်းခံခဲ့ရပါသည်တို့ရတွင်ကိုကျိုးစီဘအတွက်ဆရာနာရှင်စနစ်ကိုထူထောင်လို့တော့အကျန်းဖက်စစ်ကောင်းဆောင်မေအောင်လိုင်းက ဥပဒေမဲ့အာဏာသိမ်းကရွေးကောက်ပွဲအနိုင်ရပါတီကောင်းဆောင်ဒေါက်ဆုစစ်ကြီးကိုမတရားဖမ်းဆီးထားသည်မှာယနေ့ဆိုလျင်1590ရက်တိတိရှိပြီဖြစ်သည်အပိုင်ကဒုဖြစ်ပေါ်၍မတရားအကျဉ်းချခံရသောလူမှုကောင်းဆောင်ဒေါက်ဆုစစ်ကြီးလွတ်မြောက်ရေးသည်ကျွန်တို့တိုင်းပြည်အနာဂတ်အတွက်အရေးပါဆုံးသော လုပ်ငန်းစဉ်တစ်ခုအဖြစ်ခံယူပါသဖြင့် ဒေါ်ဆဆူချီကိုလေးစားချစ်မြတ်နိုးတော်သူများအနေဖြင့်အဖော်ပြပါလုပ်ငန်းနှစ်ရပ်ကိုပါဝင်ဆောင်ရွက်ကြပါရန်မေတ္တာရက်ခန်းတိုက်တွန်းအပ်ပါသည်။ကာဂျီဒေါ်ဆဆူချီ၏280ပြည့်မွေးနေ့ဖြစ်သော2025ခုနှစ်ဇွန်လ19ရက်နေ့မနေ့၈နိုင်တိတိတွင်မိမိတို့နေအတွင်းသို့မဟုတ်ရောက်ရှိရာအဆောက်အဦအတွင်း၌မိမိတို့ကိုယ်ပွဲယုံကြည်ရာတလေအတိုင်းဒေါ်ဆဆူချီ၏နိုင်ငံရေးကျင်းသားများလွတ်မြောက်ရေးကိုဆန္ဒပြုလျက်ဆုတောင်းမေတ္တာပို့ခြင်းကို 10မိနစ်ကြာဆောင်ရက်ပေးကြပါယံခဒေါ်ဆဆကြီးဤတာငယ်မစ္စတာကင်ခေါ်ဦးထိန်လင်းဦးဆောင်သောမွေးနေ့ဆူတောင်းစကားပြောကြည့်အစီအစဉ် Happy Birthday Sus Video Channel's Night ပါတဝင်ဒုတိယလုံးနှင့်ပြည်တွင်းပြည်ပရှိနိုင်ငံသားအပေါင်းတို့ အပြေးဝပူပေါင်းပါဝင်ပေးကြပါယံမေတ္တာရက်ခမ်းတိုက်တွန်းအပ်ပါသည်မွေးနေ့ဝဲကျင်းပရေးကော်မတီအမျိုးသားဒီမိုကရေစီဖွဲ့ချုပ်ဟူ၍ဖြစ်ပါတယ်ရှင်မေစုကြားပါပါစေအာ20ပြည့်မွေးနေ့မှာစပြီးအချုပ်နောက်မှာအများဆုံးလွတ်မြောက်ပါစေ မေစု20ပြည့်မွေးနေ့ကျမ်းမာပါစေအမြန်ဆုံးလွန်မြောက်ပါစေမေစုကျမ်းမာပါစေအသက်80ပြည့်မှာမတရားချုံနောင်ခြင်းမှအမြန်ဆုံးလွန်မြောက်ပါစေမေစုကျမ်းမာပါစေအသက်80ပြည့်မေစုကျမ်းမာပါစေအမြန်ဆုံးလွန်မြောက်ပါစေမေစု ကျမ်းမာပါစေမတရားချုံနောင်မှုမှအမြန်ဆုံးလွန်မြောက်နိုင်ပါစေမေစုကျမ်းမာပါစေအမြန်ဆုံးလွန်မြောက်ပါစေ ခုနာဆင်ခဲ့ရတဲ့သတင်းတွေကတော့ Voice of Revolution Live News ရဲ့နေ့စဉ်သတင်းတွေဖြစ်ပါတယ်။ကြည့်ရှုနာဆင်ကြတဲ့တော်လန်ပြည်သူအားလုံးဘေးပြာဝေးကွာကြပါစေရှင်။